မင်္ဂလာပါခင်ဗျရခုခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပဲခူးတိုင်းပတောင်းမြို့နယ်မှာစစ်ကူအင်အားရာပေါင်းများစွာနဲ့ခုခံနေတဲ့အကြပစစ်ကောင်စီရဲ့ညောင်ကျိုးတပ်စခန်းကြီးကိုအရကတတော် AA နဲ့ PDF ပူးပေါင်းတပ်တွေကအပိတ်သိမ်းပိုက်လိုက်ပြီဆိုပါတယ် ချင်းပြည်နယ်ကဖလန်းမြို့ကိုအပိတက်သိမ်းနိုင်မှုအတွက်တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကပြင်းထန်ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာဇေကောင်းစီတပ်သားတွေကပါအရှင်ဖန်းစီရမိထားပြန်တဲ့အပြင်လက်နက်ကင်းရန်တွေလည်းသိမ်းစီရရှိထားပြန်နေဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပရမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ ပဲကိုတိုင်းပတောင်းမြို့နယ်မှာစစ်ကူအင်အားရာပေါင်းများစွာနဲ့ခုခံနေတဲ့အကြပ်ဖက်စစ်ကောင်စီရဲ့ညောင်ကျိုးတက်စကန်ကြီးကိုအရခတတော်အေအေနဲ့ PDF ပူပေါင်းတက်တွေကအပိတသိမ့်ပိုက်လိုက်ပြီးလို့တော်လိုင်းရင်တရင်ရှိမိကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့အရခတတော်အေအေနဲ့ PDF ပူပေါင်းတက်တွေထိုးပေါက်ဝင်ရောက်နေတဲ့ပဲကိုတိုင်းပတောင်းမြို့နယ်ကစစ်ကောင်စီရဲ့ညောင်ကျိုးတက်စကန်ကြီးမှာစစ်တပ်ကစစ်ကူအင်အားရာပေါင်းများစွာနဲ့ခုခံခဲ့ပေမဲ့အေးနဲ့ PDF ပူပေါင်းတက်တွေရဲ့ထိုးစစ်ကိုမခံနိုင်ပဲသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေအမြောက်များနဲ့ မတ်လ17ရက်နေ့ကတည်းကအကြီးအကျယ်ရှုံနေသွားရပြီးစစ်သားတွေအကုန်လုံးထွက်ပြေးနေကြတာဖြစ်တယ်လို့အခုတော့စခန်းတစ်ခုလုံးကိုအရကတတော် AA နဲ့ PDF ပူးပေါင်းတက်တွေကတိမ့်ပိုက်ရရှိသွားပြီလို့တော်လိုင်းသတင်းရှင်းမြစ်ကပြောထားပါတယ်။ဒီလိုအချက်ပတ်စကောင်စီရဲ့ညောင်ကျိုးတက်စကန်ကြီးကိုတိမ့်ပိုက်ရရှိထားတဲ့အကြောင်းနဲ့ပတ်သက်ပြီးအရကတတော် AA ပြောခွင့်ရဥခိုင်ဒုက္ခကိုဆက်သွယ်မေးမြန်းထားပေမဲ့အဆက်အသွယ်မရသေးပါဘူး။ဒီအကြောင်းနဲ့ပတ်သက်ပြီး ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲကနေစစ်ကောင်စီဘက်ကတည်တဲ့သူတွေများတဲ့အကြောင်းနဲ့အရှင်ဖန်းစီရမိထားတဲ့သူတွေလည်းရှိထားတာတွေအပြင်လက်နက်ခဲယမ်းတွေကိုပါအေနဲ့ပီတီပူပေါင်းတပ်တွေကတိမ်းစီရရှိထားတဲ့အကြောင်းကိုသိထားရသလိုတစ်ဖက်ကသတင်းမီဒီယာအသီးသီးမှလည်းဖော်ပြနေကြပါတယ်အချက်ဖတ်စစ်ကောင်စီကတော့အရခရတော်အင်းနဲ့ PDF ပူပေါင်းတက်တွေဘကိုးတိုင်းအတွင်းစတင်ထိုးပေါက်လာတဲ့အချိန်ကလေးကစစ်အင်အားအမြောက်အများနဲ့ခံစစ်ပြင်ပြီးအသေးအတန်ခုခံနေပြီမဲ့သူတို့စစ်တပ်ဘက်ကသာအကြီးအကျယ်အထိနာပြီးရှုံနေနေသလို ရခတတော်အေအေနဲ့ PDF ပူးပေါင်းတက်တွေဟာမကိုးတိုင်းတဲ့ကမိုးထီတောင်တက်စခန်းကြီးကိုလည်းတိမ့်ပိုက်ရရှိထားပြီးဖြစ်တဲ့အပြင်အခုတခါညောင်ကျိုးတက်စခန်းကြီးဟာဘကိုးတိုင်းအတွင်ဒုတိယအမြောက်တိမ့်ပိုက်ရရှိတဲ့စေကောင်းစီတက်စခန်းကြီးဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတပတ်မှာတော့ရှမ်းမြောက်ဒေသမှာ TNN နဲ့ KIA အောက်ခြေတပ်တွေအကြားအငင်းပွားမှုတချို့ရှိနေတာဟာနှစ်ဖက်တွဲဆုံညှိနှိုင်းလိုက်ရင်ပြေလည်သွားမှာဖြစ်တဲ့အတွက်အယွန်းကြီးကကူညီဖို့အသင့်ရှိနေတယ်လို့ကန့်လန့်လိုက်ပြီး လက်ရှိမှာဆီအာနာရှင်ကြာရှုံးမှုနဲ့တနိုင်ငံလုံးလွတ်မြောက်ဖို့လက်တကန်းသာလိုတော့တာကိုလည်းသတိပြုကြဖို့အယုံကြီးကတိုက်တွန်းထောက်ပါလေလက်ရှိရှမ်းမြောက်ဒေသမှာ TNL နဲ့ KIA အောက်ခြေတပ်တွေအကြားမြေပြင်အငင်းပွားမှုတချို့ရှိနေတာဟာဒေသခံပြည်သူတွေတင်မကຫນွေဥတော်လိုင်းအိမ်မှာပါဝင်နေတဲ့ပြည်သူလူထုတရဲ့လုံးချမ်းမှာပါစိုးရင်ပူပန်မှုတွေ ဖြစ်ပေါ်နေသလိုဒီလိုနှစ်ဖက်အငင်းပွားမှုတွေဟာလည်းနိုင်ငံရေးနှီးလက်နဲ့နှစ်ဖက်တွဲဆုံညှိနှိုင်းလိုက်ရင်ပြည်လဲသွားမှာဖြစ်တဲ့အတွက်အယုံကြီးအနေနဲ့ ကူညီဖို့အသင့်ရှိနေတယ်လို့ဒီကနေ့မတ်လ14ရက်နေ့မှာပဲတရားဝင်ထုတ်ပြန်လိုက်ပါတယ်။လက်ရှိတော်လိုင်းရေးအဖွဲ့အစည်းအလုံးဟာပြည်သူလူထုရဲ့လူအင်စနာကိုဖြည့်ဆည်းနိုင်ဖို့ကြိုးပမ်းနေကြတဲ့သူတွေဖြစ်တဲ့အတွက်အခုလိုအချင်းချင်းကြားအငင်းပွားမှုတွေကြောင့်ပြည်သူတွေရဲ့စိုးရိမ်တောကတွေဆက်ပြီးမဖြစ်ရအောင်အယုံကြည်အနေနဲ့ကူညီဖို့အသင့်ရှိနေတယ်လို့လက်ရှိမှာလည်းနှစ်ဖက်အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေကနေဒါကိုမိဖက်ပဋိပက္ခအဖြစ်သာရှုမြင်ပြီး နိုင်ငံရေးနည်းနဲ့သားဖြည့်ရှင်းမယ်ဆိုတဲ့တန်ဋိဌာန်ချမှတ်ထားတဲ့အကြောင်းကိုပါသိရတဲ့အတွက်လေအထူးပင်ကြိုဆိုပါတယ်လို့အင်ဂျီကထုတ်ပြန်ထားပါသေးတယ်။တစ်ဖက်မှာတော့အချမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်အဖက်ဖက်ကရှုံနှိမ့်မှုတွေကြားမှာတော်လိုင်းရေးတပ်တွေကြားတက်ရှုပ်သွေးခွဲရေးဟာသူတို့ရဲ့မဟာဗျူဟာဖြစ်တယ်ဆိုတာကိုလည်းသတိပြုဖို့လိုအပ်တယ်လို့အင်ဂျီကတိုက်တွန်းထားသလိုလက်ရှိအခြေအနေဟာနိုင်ငံတော်ကတော်လိုင်းရေးအင်အားစုတွေရဲ့ဟန်ချက်ညှိညီကြိုးပမ်းမှုတွေကြောင့် အခုဆိုရင် data အလိုက်အချက်ဖက်စကောင်စီကင်းစင်နေမြေတွေကြက်ကြဲပြန့်ပြန့်ပေါ်ပေါက်လာခဲ့တဲ့အပြင်ဆရာနာရှင်ကြဆုံးမှုနဲ့တနိုင်ငံလုံးလွတ်မြောက်ဖို့ဆိုတာလက်တကန်းသာလိုတော့တဲ့အချိန်ကိုရောက်နေပြီဆိုတာကိုလည်းတတိပြုဖို့အယူကြီးကတိုက်တွန်းထားပါသေးတယ်ခင်ဗျတဖက်မှာတော့ချင်းမီနယ်က plan မြို့ကိုအပိသက်သိမ်းယူနိုင်မှုအတွက်တော်လိုင်းပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေတဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေကိုပါအရှင်ဖမ်းဆီးရမိထားပြန်တဲ့အပြင်လက်နက်ခဲယမ်းတွေလည်းသိမ်းဆီးရရှိထားပြန်တယ်လို့ချင်းညင်အောင်စစ်စင်ရေးတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့ဖလန်းမျိုးကိုအပိသက်သိမ်းပိုက်နိုင်ဖို့အတွက်မတ်လ17ရက်နေ့ကစပြီးချင်းညင်အောင်စစ်စင်ရေးအဖြစ်တော်လန်ရေးပူပေါင်းတပ်တွေကအပြင်းထန်ထိုးစစ်ဆင်နေပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့လက်ကျန်ခလာရ268တရင်ကိုပါအပိသက်သိမ်းပိုက်နိုင်ဖို့တိုက်ခိုက်နေပြီဆိုပါတယ် ဲ့ဒီတိုက်ပွဲအတွင်းတော်လန်ကြီးတပ်တွေကစစ်ကောင်စီတပ်သားတွေကိုအရှင်ဖမ်းဆီးရမိထားတာတွေလည်းရှိသလိုလက်နက်ခဲယမ်းတွေလည်းတင်းစီရရှိထားပြီးစစ်ကောင်စီဘက်ကတော့ဖလန်းမျိုးကိုလက်မလွတ်ရရေးအတွက် Jet Fighter လေယာဉ်နဲ့ဝိုင်းတွဲလေယာဉ်တွေပါအသုံးပြုပြီးအပြင်းအထန်ပုံကျဲခုခံနေတယ်ဆိုပါလေလက်ရှိမှာတော့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေသလိုစစ်ကောင်စီဘက်ကတော့တော်တော်ကိုအထိနာနေပြီးလေကြောင်းပစ်ကူတွေနဲ့ Dreset ပုံကျဲတိုက်ခိုက်နေတဲ့ကြားကပဲတော်လိုက်ပူပေါင်းတပ်တွေကဖလန်းမျိုးကိုအပိတသိမ့်ပိုက်နိုင်မှုအတွက်အကြီးကျယ်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါပါခင်ဗျာ ဖက်မှာတော့ကချင်ပြည်နယ်မှာ KNAP ရဲ့ပူပေါင်းတပ်တွေကဗမော်မျိုးသိန်းတိုက်ပွဲကိုဆင်နွှဲနေတဲ့အချိန်အဖက်ဘက်ကနေဝိုင်းဘက်ပိတ်ဆို့ခံရပြီးအထိနာနေတဲ့အချက်ဖက်စစ်ကောင်စီတပ်ဟာဗမော်နဲ့မုံညင်းထောင်ကနှစ်ရှည်ရဇဝတ်အချင်းသားတွေကိုပါလက်နက်တပ်ပေးပြီးစစ်တိုက်ခိုင်းနေပြန်တယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးကျင်းသားများကွန်ရက် PPNM ရဲ့ကိုတိုက်ထုံးဦးကရင်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့ KNAP ရဲ့ပူပေါင်းတပ်တွေဟာ ဗမော်မျိုးသိမ့်တိုက်ပွဲကိုဆင်နွှဲ့နေရမှာစစ်ကောင်စီရဲ့တက်စကန်တော်တော်များများကိုလည်းသိမ့်ပိုက်ရရှိထားပြီးဖြစ်တယ်လို့ဗမော်မျိုးကလက်ကျန်စစ်တဲ့စကန်တွေကိုပါအဖက်ဖက်ကနေဝိုင်းပက်ပိတ်ဆို့ထားတယ်လို့သိရပါတယ်။အဲ့ဒီလိုဗမော်မျိုးသိမ့်တိုက်ပွဲအတွင်းပိတ်ဆို့ခံထားရတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဟာဗမော်အချင်းတောင်နဲ့မိုးညင်းအချင်းတောင်ကထောင်နှံနှစ်ရှည်ချမှတ်ခံထားရတဲ့ရဇဝိအချင်းသားအချုပ်ကိုပါလက်နက်တွေတက်ဆင်ပေးပြီးတော်လန်ရေးတက်တွေလာတာနဲ့ပြန်တိုက်ရမယ်ဆိုပြီးတော့ကိုစစ်တိုက်ခိုင်းတာတွေလုပ်နေသလိုလက်ရှိမှာလည်း အကျဉ်းတော်ခန်းစစ်ကင်းတွေမှာလုံခြုံရေးစောင့်ခိုင်းဓာတ်တွေလည်းလုံနေတယ်လို့ကိုတိုက်ထုံးဦးကပြောထားပါတယ်။ဒါအပြင်အဂျပန်စစ်ကောင်စီတပ်ဟာနိုင်ငံတော်ကတိုက်ပွဲပြင်းထန်နေတဲ့အကျဉ်းတော်တွေကအကျဉ်းသားတချို့ကိုလည်းအခုလိုပဲလန်ဒန်တက်ဆင်ဘေဘီစစ်တိုက်ခိုင်းတာတွေကိုနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကအချိန်ယူစုံစမ်းအတီးပြုတ်နိုင်ခဲ့တယ်လို့လည်း PPNM ရဲ့ဥဆောင်ကော်မတီဝင် ကိုတိုက်ထုံးဦးကပြောထားပါတယ်ခင်ဗျာ။ ဖက်မှာလေအချမ်းဖတ်စစ်ကောင်စီတပ်ကမကွေးနယ်တနုဘျူးမြို့နယ်တွေမှာလူငယ်တွေကိုစစ်မှုထမ်းစင်ခေါ်စားတော့မပေးတော့ပဲအိမ်တိုင်းရန်ရောက်လိုက်လံဖမ်းဆီးပြီးစစ်တင်နန်းကျောင်းတွေကိုတခါတည်းပို့နေတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဒါကတော့မတ်လ17ရက်နေ့ကပဲမကွေးမြို့နယ်တက္ကုံကျေးရွာနဲ့အင်းနဲ့ကျေးရွာတွေမှာလူငယ်တွေကိုစစ်မှုထမ်းစင်ခေါ်စားတော့မပေးတော့ပဲအုတ်ချုပ်ရည်မှုမိုးစော်နဲ့ဇော်လက်ဆိုသူတို့ကသူတို့စီစစ်မှုထမ်းကြီးမပေးတဲ့လူငယ်တွေကို စစ်ကောင်စီတပ်သားတွေပါခေါ်လာပြီးလိုက်လံပေါ်တာဆွဲဖမ်းဆီးဓာတ်တွေလုတ်သွားတယ်ဆိုပါတယ်။ဒါအပြင်မကွေးမြို့နယ်တရားကောင်းတဲ့မြင်ကွန်းတိုက်နယ်ဘက်တွေမှာလည်းနေမြေရဲစခန်းကစစ်ကောင်စီတပ်သားတွေဟာလမ်းကောင်းလမ်းလမ်းလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးပြီးတအုပ်ကိုငွေကျပ်320နဲ့ပြန်ရွေးခိုင်းနေတယ်လို့သူတို့တောင်းတဲ့ငွေမပေးနိုင်တဲ့လူငယ်တွေကိုတော့စစ်မှုထမ်းတင်တန်းကြောင်းတွေစီတခါတည်းပုတ်ပစ်ဓာတ်တွေလုတ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။အလားတူ AR တိုင်းဘက်မှာလည်းတနုပြူမြို့စလေးရက်ကွက်မှာ ဂျပန်စစ်ကောင်စီတပ်နဲ့ရက်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေကလူငယ်တွေကိုစစ်မှုထမ်းဆင့်ခေါ်စားတော့မပို့တော့ပဲသူတို့စိတ်ကြိုက်လူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးလိုက်လံပေါ်တာဆွဲဖမ်းဆီးနေတဲ့အပြင်ပတ်စံရှိတဲ့သူတွေကိုတော့ငွေကျပ်300တောင်ပြီးပြန်လွတ်ပေးလိုက်သလိုပတ်စံမပေးနိုင်တဲ့လူတွေကိုတော့စစ်တဲ့နန်းเจ้าတွေစီတခါတည်းပို့ပစ်လိုက်ကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတစ်ဖက်မှာတော့ အာခတ်တော်အေနဲ့ PDF ပူပေါင်းတက်တွေဟာဘကိုးတိုင်းကဗတောင်းမြို့နဲ့အတွင်းအထိထိုးပေါက်ဝင်ရောက်နေပြီးအချမ်းပတ်စကောင်စီတက်နဲ့အပြင်းထန်တိုက်ပွဲတွေဖြစ်ပွားနေတဲ့အချိန်မှာပဲဗတောင်းမြို့နယ်ထုံးပိုမြို့အဝင်မှာအချမ်းပတ်စကောင်စီတက်နဲ့ရဲတွေကစစ်စေးရေးဂိတ်ဖွင့်ပြီးတော့လုံခြုံရေးအကြောင်းပြပြီးကားတစီကိုငွေကျပ်နှစ်သိန်းအထိတောင်းရန်နေကြတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်လက်ရှိမှာတော့အာခတ်တော်အေနဲ့ PDF ပူပေါင်းတက်တွေဟာ ။မကိုးတိုင်းကပတောင်းမြို့နယ်အတွင်းထိထိုးဖောက်ဝင်ရောက်နေတဲ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကသေတဲ့သူတွေဒဏ်ရာရတဲ့သူတွေနဲ့နောက်ပြန်တက်ဆုံနေရတဲ့အခြေအနေတွေသာဖြစ်နေတယ်လို့ဆိုပါတယ်။အဲ့လိုပတောင်းမြို့နယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်တစ်ဖက်မှာတော့ပတောင်းမြို့နယ်ထဲမှာရှိတဲ့ထုံးဘုံမြို့အဝင်မှာအကြံဖက်စကောက်စီတက်တဲ့ရဲတွေကစစ်စေးရေးဂိတ်ဖွင့်ပြီးတော့လုံခြုံရေးအကြောင်းပြချက်နဲ့ပဲခရီးသွားတွေကိုအကြောင်းမဲ့ဖမ်းဆီးပြီးကားတစီကိုငွေကျပ်နှစ်သိန်းအထိအတင်းအဓမ္မတောင်းရန်ဓာတ်တွေလုပ်နေကြတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ် တစ်ဖက်မှာတော့အဲ့ဒီပဲခူးတိုင်းဗရောင်းမြို့နယ်နဲ့အုတ်ရှိပင်မြို့နယ်တွေမှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်းအရကတတော် A နဲ့ PDF ပူးပေါင်းတပ်တွေရဲ့လက်ချက်နဲ့ပဲအချမ်းဖက်စကောက်စီဘက်ကတော်တော်ကိုအထိနာနေသလိုအဲ့ဒီရှေတန်းစစ်မြေးပြင်တွေစီစစ်ကူတွေပါတောက်အောင်ရှောက်ပို့နေရပြီမြို့ပေါ်တွေမှာပါလုံကြုံရဲတွေအထူးတင်းကျပ်ထားတဲ့အခြေအနေဖြစ်နေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျ โอเค okay.